မဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆီမကတော့ဆော်လာနွေနီဖြစ်ပါတယ်ဆီမအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွက်ကြာတာပရိသတ်သမီးတွေရဲ့တလတာအတွင်း lucky အဆောင်ရရ lucky ကာလာလေးတို့တို့ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် တော့ဒီလတွင်မှာဂျာတာပရိသတ်မြင့်အလုပ်ငန်းကိစ္စတွေစီးပွားရေးကဏ္ဍနော်ငွေရေးကြေးရေးပိုင်းနေကျန်းမာရေးအခြေရေးအစပညာရေးနဲ့အတူပေါ့နော်အဆအစရအဆင်ပြေစေဖို့အတွက်အထူးကံကောင်းစေမယ့် lucky အဆောင်ဒီတလလုံးကံကောင်းစေမယ့်ပြုလုပ်ရမယ့် share ရနော်နောက်ပြီးဒီတလလုံးအတွက် lucky ကဏ္ဍလေးတွေနဲ့ lucky color လေးတို့တစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလတွင်မှာဂျာတာပရိသတ်မြင့်အထူးကံကောင်းစေမယ့် lucky အဆောင်လေးတော့ကြောက်ချင်တုံးလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ကြောက်ချင်ကလာအရွယ်တကူဝယ်လို့ရတယ် เนาะတချို့ကเจ้าရှင်ကိုဆေးဘက်ဟိုဆေးအဖြစ်ပေါ့เนาะဒါတခုခုအသုံးဝင်တာလို့ပဲထင်ကြတာဒါเจ้าရှင်ကအာတကယ်တကယ်ကြလက်လာပါပွင့်လန်းနေเนาะဒါเจ้าရှင်ဒုံဖြစ်ပါတယ်အဲ့တော့ဒီเจ้าရှင်ဒုံလေးကိုမိမိတို့ကစောင့်ထားပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့မိမိတို့ဘယ်လိုမျိုးလေးတွေစောင့်ရမလဲဆိုတာပြောပြပေးသွားပါမယ်เนาะအဲ့တော့ဒီတလာတော့တဲ့ lucky ဒါအဆောင်လေးပေါ့ lucky ရဲ့နေရာလေးကတော့ပေါက်စီလေးတစ်ဘွယ်ကတ်လူပေးပါခဏမှာပန်းလေးတွေကတ်လူပြီးလို့ရစုတောင်းခဏမှာဘာကလာပဲဖြစ်ဖြစ်เนาะအဖြူရောင်အဝါရောင်အဆင်ပြေတာလေးတွေပေါ့เนาะဒါကတ်လူ ုပ်ပေးပါကဏမာပန်းလေးတွေကတ်လုပ်ပြီးလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကြာတာပရိသတ်အသိမြင့်ရဒီလမှာเนาะအလောက်ကိုင်းနေအဆင်ပြေခြင်းနဲ့အိမ်နွေးအေးချမ်းခြင်းနဲ့စီးပွားတက်ခြင်းနဲ့အိမ်မှာဆက်ဆာရအဆင်ပြေပြီးအေးချမ်းချမ်းရှိခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်အဝင်ဝတက်နေရအမြင့်တက်နေရမှာကြောက်ချင်တုံးလေးဆောင်တာကြောက်ချင်အတုံးလေးတွေရှိတယ်အကြီးကြီးတွေရှိတယ်ပေါ့เนาะကြီးရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့အဆင်ပြေလို့ပေါ့တချို့ဆိုအသေးလေးတွေပဲဝယ်လို့ရတာမျိုးရှိတယ်ကြောက်ကြောက်ချင်တော့ကြီးရင်ကြီးတဲ့လောက်ခုတ်အတွက်အဆင်ပြေနိုင်တာပေါ့เนาะ ဆောင်တာဘယ်လိုဟိုဒါတော့ခန္ဓာကိုယ်မှာဆောင်တဲ့အသေးလေးတွေဆောင်လို့ရတာပေါ့အိမ်မှာဆောင်ရင်တော့ကြီးကြီးလေးတွေဝယ်ပြီးတော့ဆောင်တာเนาะအဲ့တော့နောက်မလို့ကိုယ့်ရဲ့အဲခန်းထဲမှာတော့ဒါကလပ်ကလေးပေါ်မှာเนาะဒီကလပ်ကလေးပေါ်မှာတောက်ရှင်တုံးလေးတင်ထားပေးလိုက်ကိုယ့်ရဲ့အဲခန်းနံရံလေးတွေမှာတော့ဟိုတောက်ရှင်တုံးလေးတွေတင်ထားပေးเนาะဒါနံရံလေးမှာကပ်ပြီးတော့တင်ထားပေးတာမျိုးပြုလုပ်ပါအဲ့တော့ ိမ်မှာဒီလိုမျိုးလေးတွေစောင့်ထားခြင်းဖြင့်တဲ့နော်ဒီလအတွင်းမှာလုပ်ငန်းစီးပွားတွေအဆင်ပြေမယ်အိမ်တွင်းအေးချမ်းမယ်အိမ်တွင်းအတားရမယ်စီးပွားလက်လာပါတွေတိုးတက်မယ်နော်ဒါရေဒီယာကတော့ပေါက်စီလေးတပွဲကက်တပွဲကက်လို့ရတယ်တစ်လုံးကက်လို့ရတယ်အဆင်ပြေသလိုပေါ့နော်ကိုစေတနာရှိလို့ကက်လို့ပါခန္ဓာမပန်းလေးတွေကက်လို့ပြီးလို့ရဆူတောင်းမှာ နောက်ထပ်ခီးသွားလာနေတဲ့သူတွေနော်ပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေအရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွမ်းနေတဲ့သူတွေကိုယ့်လုပ်ငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ခီးသွားရနေရမှာအန်ဒီယာကင်းခြင်းနဲ့ဗတိုက်ခိုက်ကင်းခြင်းဆိုကြောက်ချင်နေဆောင်ပြီးတော့ခီးသွားနော်ဒါအန်ဒီယာကင်းခုံတော်လေးတွေရုပ်ပြီးခီးထွက်လိုက်နော်အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေက ပေါ့နော်ကြောက်ရှင်လေးဆောင်းပြီးတော့လက်ပွင့်လန်တို့ကားတွေရွတ်ပြီးအယောင်းဝယ်လုပ်ငန်းလုပ်လိုက်စကားတွေပြောလိုက်အဆင်ပြေလိမ့်မယ်။ကားဆွဲနေတဲ့ကားမောင်းနေဆိုကိုယ့်ရဲ့ကားခေါမို့တော့မကားကောင်းနဲ့မှကြောက်ရှင်လုံးလေးဆောင်းပြီးတော့ကားဆွဲကားမောင်းခန္ဓာကိုယ်မှာဆောင်းပြီးတော့ကားဆွဲကားမောင်းနိုင်ပြီဖြစ်လို့ခရိုင်းနဲ့ကားလုပ်ငန်းအောင်မြင်လိမ့်မယ်ဝင်ငွေတိုးမယ်အရရအဆင်ပြေလာလိမ့်မယ်နော်။နောက်ထပ်မိမိတို့အနေနဲ့ဆိုင်ငန်းဈေးကန်စရိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ်းဘာဆိုင်မဲ့ရောင်းရောင်းကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်လူထွက်များခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့ရောင်းကုန်ခြင်းနဲ့ဆိုရင်ဆိုင်ရဲ့အဝေဝအမြင့်တနေရာပေါ်မှာကြောက်ချင်တုံးထားထားပေး မနကိုရဲ့ကောင်နာပေါ်မှာကြောက်ရှင်တုံးလေးတင်ထားပြီးရောင်းချင်တဲ့ပစ္စည်းတွေကြားထဲမှာကြောက်ရှင်တုံးလေးတင်ထားပြီးရောင်းဝယ်တွေတွက်မယ်အဆင်ပြေမယ်ခနာကူမှာဆောင်ပြီးနော်ခက်သေးသေးလေးကိုခနာကူမှာဆောင်ပြီးတော့ကြောက်ရှင်တုံးခက်သေးသေးလေးကိုဟိုခနာကူမှာဆောင်ပြီးရောင်းဝယ်စကားတွေပြောပြီးအဆင်ပြေလေးမယ်ရောင်းအောင်ကောင်းမယ်ရောင်းအောင်တက်လိုက်မယ်နော်ခရိုင်းနဲ့ပုံပြီးဝင်ငွေတွေတို့မယ်လူဝင်လူထွက်တွေများပြီးတော့ဆိုင်ရပစ္စည်းတွေရောင်းကုန်တွေရောင်းထွက်သွားလိမ့်မယ်နော်နောက်ထပ်ငွေကြေးကန်ကောင်းခြင်းနဲ့ငွေမြင့်ခြင်းငွေမြဲခြင်းနဲ့လက်ရှင်ခြင်းနဲ့ငွေကြေးကန်ကောင်းခြင်းနဲ့ဆိုရင်ကြောက်ရှင်တော့အသေးလေးကိုမိမိပစ္စည်းလေးမှာထည့်ပြီးမိုးလေးနာနဲ့ပေါ့နော် ပတ်စံရည်လေးပုံပြီးငွေဝေးစေးငွေမြဲစေးလက်ရှင်မသေးပြောပြီးလက်နိုးလက်ဖွင့်ကာတာလေးရုပ်ပေးလိုက်။ငွေကြီးကန်ကောင်းလိမ့်မယ်အဆင်ပြေလိမ့်မယ်။အကူကြီးတွားတောင်းကျင်နေဆိုကြောက်ရှင်လုံးလေးဆောင်ပြီးအကူကြီးတွားတောင်းလိုက်အဆင်ပြေလိမ့်မယ်နော်။နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်။ဒါကျဲမိုင်းညံ့နေတဲ့စေတိုစေတောက်လုံးနဲ့ជីជីမမယောဂါဆိုညံ့နေမကြရအောင်မိမိရဲ့ခေါင်းမှာကြောက်ရှင်လုံးလေးထားထားပေးလိုက်နော်။ជីជីမမယောဂါဆိုညံ့နေမကြရအောင်ရေဒီယာအနေနဲ့ကတော့ပေါက်စီလေးတစ်ပွဲတစ်လုံးကတ်လူပေးပါခန္ဓာမပန်းလေးတွေကတ်လူပြီးလိုရာဆိုတော့ငွေနဲ့တောင်းမှလူလို့ရတယ်မိမိအိမ်ဖျားမှလူလို့ရတယ်အဲ့ဒါဆိုជីជីမမယောဂါဆိုညံ့နေမကြရောက်နိုင်ဘူးနော်။ နောက်ထပ်အိမ်နွေးအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်အိမ်တော်မဲ့နဲ့အဆင်ပြေခြင်းနဲ့အိမ်နွေးရေးအေးချမ်းခြင်းနဲ့စီးပွားတက်ခြင်းနဲ့လက်လာပါတွေဝင်ခြင်းနဲ့အိမ်နွေးအိမ်တော်ရေးအဆင်ပြေခြင်းနဲ့ဆိုရင်နော်မမီတို့ရဲ့ပေါ့နော်ဒါဒီအိမ်တော်ရေးပေါ့နော်အဆင်ပြေဖို့တဲ့အခန်းထဲမှာကြောက်ရှင်တော့လေး ထထားပေးခေါင်းရင်းဘက်မှာကြောက်စင်တုံးလေးထထားပေးလိုက်နော်အဲလင်မယန်းနေကဲအိတ်တဲ့အိတ်ရအောက်မှာကြောက်စင်တုံးအသေးလေးထထားပေးလိုက်လေရတယ်နော်အဲဆိုကြောက်စင်တုံးလေးဆောင်ပြီးကိုပြောချင်တဲ့စကားပြောပေးလိုက်ကိုပြောတဲ့စကားအောင်မြင်လိုက်မယ်အတိုက်ခိုက်တွေများနေတဲ့တကြက်ကြက်တွေဖြစ်နေတဲ့ဆိုရင်လင်မယန်းနေကဓာတ်ပုံမှာကြောက်စင်တုံးတင်ထားပြီးလဲပြဿနာကြီးကြီးမားမားမတက်နိုင်တော့ဘူးနော်နောက်ထပ်ချစ်သူဆောင်တဲ့နေနဲ့ချီရေးစင်ပြေဖို့အေးချမ်းဖို့ဆက်သွယ်ပြနေနိုင်ပြန်ရချင်တဲ့ဆန်းပွင့်ချင်တဲ့ချီရေးကန်ကောင်းချင်တဲ့ဆိုကြောက်စင်တုံးလေးဆောင်ပြီးကိုပြောချင်တဲ့စကားပြောပြီးဆောင်ထားလိုက်နော်နောက်ပြီးတော့ဆက်သွယ်ပြနေနိုင်ပြန်ရချင်တဲ့ကတော့ကစားတွေများနေတဲ့ရန်အတိုက်ခိုက်တွေများနေတဲ့ဆိုချစ်သူနူးရဲ့ဓာတ်ပုံ ေါ်မှာကြောက်ရှင်နှုံးလေးတင်ထားလိုက်ပြဿနာကြီးကြီးမားမားမတက်တော့ပြန်ပြီးအဆင်ပြေတာမျိုးအေးချမ်းတာမျိုးလေးဖြစ်လိမ့်မယ်နော်နောက်ထပ်အလုံးအင်တာဗျူးကိစ္စတွေဆံမပွဲကိစ္စတွေရှိတယ်ဆိုရင်လည်းကြောက်ရှင်နှုံးလေးဆောင်ပြီးအင်တာဗျူးဖြေဆံပွဲဖြေပါအောင်မြင်မှုရရှိလာမှဖြစ်ပါတယ်နော်အဲ့ဒါဒီဒေတာလုံးတဲ့ lucky အဆောင်လေးပါရေတရာလေးကတော့ဒါပေါ့စီတပွဲကဏမပန်းလေးတွေကတ်လူပေးရမှာပါနော်ဒီဒေတာလုံးတဲ့ lucky ကဏန်းလေးတွေက2ကဏန်း6ကဏန်း5ကဏန်း2 6 5အချိုးပေး lucky ကဏန်းလေးတွေဖြစ်ပါတယ် lucky color လေးကတော့အဖြူပွင့်အဖြူရောင်လေးတွေအပြာပွင့်အပြာရောင်အညိုပွင့်အညိုရောင်လေးကတော့အချိုးပေး lucky color လေးဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသော ော့ခီးစင်နေဤကျတော့အကြောင်းမှာကိစ္စအဝဝပြုလို့ပြောဆိုရမှာဝိစင်သုံးပြုခြင်းဖြင့်ကန်ဆာတာပွင့်နှံစေပါလိမ့်မယ်နော်။ဒါဒီတလားလုံးနဲ့ဂျာတာပရိသားသမီးလက်ကေးအဆောင်ရေဒရာလက်ကေးကာလာလေးတွေကိုပြက်ပြက်ပေးသွားတာပါ။ဒီဆောင်လေးတွေဒီကာလာလေးတွေဒီရေဒရာလေးတွေပြုလို့ပေးပြီးကန်ကောက်မှုတွေရှာယူပေးပါ။ယနေ့မှစဂျာတာပရိသားသမီးနိုင်အဆဆအရာအဆင်ပြေမှုရှိကြပါစေ။လုပ်ငန်းစီးပွားတိုးတက်ကြပါစေ။အသက်ရှူတိုင်းနဲ့ဝင်ဝင်တွေတိုးကြပါစေ။ယောဂပိအန်နေပေးတွေကင်းဝေးပြီးစိတ်အီချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆင်မတ်ကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။